ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိမွေးရမည်ဖြစ်တဲ့မကွေးတိုင်းနမ်မောင်မျိုးနယ်ကနာမည်ထူးခြားတဲ့ရွာလေးတစ်ရွာကိုတွားရောက်လည်ပတ်ကြပါမယ်။အဲ့ဒီရွာလေးရဲ့နာမည်ကတော့ဒန်းနလုံမင်းကြီးရွာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေကျွန်တော်တငယ်ချင်းတွေကဒေတာနာဘဝသူရရစီဖို့ ਨੇ ဒီဒေတာရဲ့နည်းမြေဖွံ့ဖြိုးတိုးတက်မှုလေးကိုမြင်တွေ့ဘဝသူရရစီနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။မှန်လည်းသိကြလား။ပင်စိတ် ပင်စိမ့်ပြီးကြဒီတိုင်းတူစားမယ်ပင်စိမ့်လေးခူးမယ်ပြီးတော့တရရွက်ရှိတယ်တဲ့ဒီဥစ္စာကတဘို့ထင်တယ်ရှည်တဲ့နေရည်တင်တာရှည်တော့အဝီပြီးရည်ထွက်တယ်ဗျ တို့တန်းနှလုံးမင်းရွာကိုသွားနေတာကတန်းနှလုံးမင်းရွာကိုတစ်ခါမှမရောက်ဘူးဆိုတော့ခုသွားကြည့်မလို့သွားလဲမလို့ပေါ့နော်ဂျွာနာမေလေးရဲ့ဂျွာနာမေလေးကလဲတဲ့နေရာလေးပြထူစမ်းတယ်တန်းနှလုံးမင်းရွာဆိုတော့အာဟိုဘက်ကကျွန်တော်တို့ဒီဘက်ကတောင်ညတောင်နေတောင်အာတောင်နေတောင်တောင်ကို တောင်နေတောင်ရို့အခုတောင်နေတောင်ဒီမှာရှိတဲ့ဂိုင်းသားရရွာတိုင်းခဏရက်မယ်ပြီးတော့မှဟိုဘက်ကိုဆက်သွားကြည့်ไนดายายัวကျွန်တော်ဒီလမ်းပြရ6ကောင်မိတ်တီလာလမ်းပြရရွာလေးရင်တော့ရွာလေးငယ်လေးအခုတော့လမ်းပြအသွာလာနေများတယ်လမ်းမ်းဆက်ဆိုရေးလည်းကောင်းတော့တော်တော်အင်ဂျင်များလာတယ် င်းသားရမှာတယောက်ကဆင်းနေဆိုတာဘာလို့ဆင်းမှာတော့ဘာလို့ဆင်းမှာတော့ဟုတ်ပြလိုက်ခဲ့ပါတော့ဒီဘက်လမ်းတွေကအတက်အစင်းလေးတော့နည်းနည်းများတယ်အတက်အစင်းလေးများတော့ရှူကင်းလာတာပေါ့ ဒီဘက်ဒီမှာလမ်းမေးတွေဒီဟိုဟာတွေရောက်လာအဲကြောက်ခွဲဆက်အဲ့ဒီမှာဗာလေးရှိတော့တော့မသိဘူးအ ਨੇ ဆုံးတော့ရွာရဲ့တိုးတက်မှုလေးတွေနည်းနည်းလေ့လာကြည့်ရပါတော့တိုးတက်မှုလေးလေ့လာကြည့်မယ်ရွာရဲ့ရွာကြီးလားဟန်ပြီးတော့ตายาละไม่ตายาอูละบลาบไปจีละไม่อยากรู้ตัวเลย လမ်းနေရာတော့ပြောင်းကြည့်ပြီးလာနေတယ်ဒီဘက်ကကြောက်တောင်းမိတ်ကြီးလာလမ်းနေရာသအားလမ်းကောင်းချိုင်းနေခွက်တွေမရှိဘူးဥဒ္ဒနာကျွန်တော်တို့လမ်းခွဲတစ်ခုခွဲလာကြအဲလမ်းခွဲတော့ကျွန်တော်ကျွန်တော်ရိုက်လို့မရလို့မရိုက်လိုက်ရလမ်းတော်တော်လေးတက်ရတယ်လောက်တာကျုံဟိုကလမ်းလေစီးတွေရောလမ်းပေးစီးတွေရောတခြားဟိုလောက်တာဒါက ကျွန်တော်တို့ဒီရွာဒီလမ်းကနေတန်းတန်းသွားလို့ရှိရင်နတ်မောက်ကိုရောက်မှာဗျ။ကိုကျောင်းဆန်းရဲ့ဇာတိနတ်မောက်ပေါ့။နတ်နတ်မောက်မျိုးရောက်မဲ့လမ်းလား။လမ်းတော်တော်ကောင်းတယ်ဗျ။ချူးနေ။ဒီဘက်ဆိုရင်တော်လမ်းတွေဖြစ်သွားပြီဆိုတော့မကောင်းတော့ဘူးမှန်ကန်လမ်းတော်တော်ကောင်း။ဇာတိနတ်မောက်မကွေးချိုင်းပြည်သားများခုတိုင်း ီဘက်ကလည်းကြောက်ခွဲဆက်တွေများစုပဲနော်ကြောက်ခွဲဆက်တွေများစုဖြစ်အလုံးတော့ဒီဘက်ကကြောက်တွေပေါ်တော့ကြတော့ကြောက်ခွဲဆက်တွေပဲလောက်ကြာတာလာနော်လမ်းယူဖြူပြီးတော့ကျောင်းကောင်းတဲ့ဒီဘက်လမ်းယူဘလို့ရအလိုတွေကောင်းတာဖြစ်ဟုတ်ပါဒီကဒီရှိကချောင်းချောင်းလေတေချာလောက်တာကြအရင်ဒီချောင်းရဲသဲတွေနေတာလေးသားတွေသွားနော် ဟုတ်ပါဟုတ်ပါခရောင်းနားလေးကျွန်တော်တို့ဖြတ်လာတော့ကြောက်ရောင်းမြို့မှာနှုတ်ခွန်းဆက်တာပါ ਈ ဆိုပြီးတော့အဆိုင်ဘုတ်တွေးခဲ့ရတယ်ဒီဘက်ချမ်းတော့ကျွန်တော်မကြည့်လိုက်ရဒီဘက်ကနမောက်မြို့နယ်တဲ့ရောက်လာလားမိထီလာမြို့နယ်တဲ့ရောက်လာလားတော့မသိသေးဘူးပေါ့နော်ရှေနားလေးတိုင်ကျွန်တော်အဆိုင်ဘုတ်တစ်ခုဖတ်ကြည့်လိုက်မယ်ပြန်မြို့နယ်တဲ့ရောက်လာတော့မသိဘူး ဒီလမ်းကောင်းရတာကိုပဲတော်တော်တော့ဝေးတယ်ဗျမိုင်းတော်တော်များလာပြီပေါ့နော်လမ်းလေးကြောင့်လမ်းနဲ့နဲ့ဆိုးတယ်လမ်းလေးနဲ့နဲ့ဆိုးတယ်ကွာတီရှိတယ် န်းလေးကရေစီးထားတဲ့နေရာမလို့နဲ့တွေ့နည်းနည်းလမ်းလေးပြရှေ့ကြဟောရှေ့ကြရင်တော့ကောင်းပါဒီနားကန်နေရတော့ရိများတယ်ဗျရေထွက်လာမသိမရောက်ရေတော့သစ်ပင်နေရာတော့ကန်နေရပင်ကြီးများတယ်အော်ဟုတ်ပြီဟုတ်ပြီရှေ့ရင်ဟောဒီနားရေကြော်တစ်ခုရှိရေကြော်လေးလာနားမှာရေချိုးနေတယ် အတက်လေးရလမ်းနဲ့ဆိုအခုဒီဘက်ဘေးမှာရောက်နေတဲ့ရွာဖက်တန်းတောင်ရွာတဲ့ဖက်တန်းတောင်ကျွန်တော်ငယ်တော့ကတော့ကြားဘူးတယ်တခါမှမရောက်ဘူးခုမှရောက်ဘူးလားရွာဒါလမ်းရွာရဲ့ဘေးမှာဆိုတော့ရွာအိမ်ကြီးပါအိမ်မပါရွာလေးဘယ်ချမ်းဒီမှာအိမ်လေးတိုက်ကလေးတော့ရှိတယ်ရွာတိုးတော့တိုးတက်တယ်ဖက်တန်းတောင် ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြစ်မရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုကြပါတယ်ဒီနာချောင်းနေရိုးတွေနဲ့တောင်ကပူလေးတွေပေါ်မှာတောင်လေးအိမ်လေးပေါ့နော်အဲ့လိုမျိုးလေးပုံစံမျိုးလေး ။ဒါလေးကချစ်စရာလည်းကောင်းတယ်။ကြောင်မောတဲ့။ဘယ်ရည်ရည်။အင်း။ဘာလဲ။ဟုတ်ကလေလားကြက်သွန်ကင်းလားမသိ။ဒီနားလေးဆိုလို့ရှိရင်ဟိုဟာလေး။ရေကြုံနေရပေါ့ရေကြုံနေရဆိုတော့လမ်းကနည်းပြတ်။ ပုံစံလေးတွေအဲ့လိုအိမ်လေးများတယ်ဗျ။ဟိုပါလေးနဲ့။အုံလေးတွေနဲ့ဟိုပါ။အုံလေးတွေ။ဟုတ်ပါအနီရောင်လေးနဲ့အိမ်ထိန်တော်ပုံ။စီတိုင်းလေးရှိရတယ်ဗျာ။ဒါကလို့ဆက်တယ်လို့။အာမျိုးဝါဆိုင်မဟုတ်မျိုးဝါလာဖွင့်တာမျိုးချက်။ဒါတော့ရွာထဲအိမ်လေး။မျိုးဝါလာဖွင့်အာတော့လာပေါ်ရနေဆောက်ပြကြရမျိုးလေးအဲ့လိုမျိုးပြပါပါ ဒါဟောတန်းနှလုံးမင်းကြီးွာလေရောက်ပြုံးမယ်တန်းနှလုံးမင်းကြီးွာတန်းနှလုံးမင်းကြီးွာလမ်းပေးတယ်မယ်အမေခေါင်းနဲ့တည်းမေတို့ရလာမခေါင်းနော်လမ်းပေးတယ်ကာလန်တိုင်းရိုက်ပေါက်တန်းနှလုံးမင်းရွာကိုရောက်ပြီအဲ့တော့ရွာထဲကိုဘယ်နာဝင်ရမလဲမသိဘူး ရာကောက်ကိုပြန်ဆိုရောက်ပြီ။ဒီကောက်ကိုဒီပြန်လား။ရှေ့လား။ကျောပိုက်လား။ဩတန်းနလုံးမင်းရွာတော့ရောက်သွားတယ်။တန်းနလုံးမင်းရွာဟိုအတွန်းနဲ့ဝင်ရမယ်မှန်တယ်။အတွန်းနဲ့တော့ဝင်ရအောင်ကားလမ်းပေးတယ်။အားဆိုရင်တော့အဆင်ပြေတယ်။ဒါအကြီး အဝေးသွားတာမဟုတ်ခုနနေ့မှချီတော်ရတစုရှိတယ်တိလာကိုကြီးသွားကြရှိတယ်ဘုရားဟဲ့လာအေးရိုင်းနဲ့တောင်းရင်တော့တကူကြီးခြေတော်ရာတစုရေနောက်ပြီးတော့လေးစရာတနေရာတော့ရှိတယ်အဲ့နေရာတော့တော့လေလို့ရတယ်တော့လေပြီးတော့တငယ်ချင်းလိုက်ပြပြီးမယ်ဒီမှာ ဒီရွာအမဝင်းခွဲပေါ့နော်အမဝင်းခွဲရဲ့ဝိုင်းထဲမှာရောက်နေဟိုမှာပူစီနံဟာ sorry ဘာပူစီနံမို့ပါလေဒီကြလားပင်စိမ့်ပင်စိမ့်ပြီးကြဒီတိုင်းတူစားမယ်ပင်စိမ့်လေးခူးမယ်ပြီးတော့တရရွက်ရှိတယ်ဒီဥစ္စာကတပုတ်ထင်တဲ့တပုတ်တပုတ်သီးပင် မှာချမောင်နေလည်းရှိတယ်။တရရွက်လည်းရှိတယ်။အတိုးမြုပ်လေးလိုက်ရှာအတိုးမြုပ်လေးစားဖို့တော့ချမောင်နေအများကြီးပဲ။ဒါရရနာစားရတာတိတ်မရှာဘူး။ပြီးကြလို့ရှင်ဟိုဘက်မှာကျွန်တော်တို့ပင်းမြို့ဆိုတာရှိတယ်တဲ့ပင်းမြို့ဆိုတာမြို့မဟုတ်ရွာပေါ့နော်ရွာနာမည်ပင်းမြို့အဲပင်းမြို့မှာပင်းရွှေညောင်တော်ဖရာဆိုလားတော်တော်တကူးကြီးတယ်လို့ပြောတယ်ကျွန်တော်တို့

ရေပိုးတယ်ဒါပေမဲ့ဒီဘက်နေရရေကအရန်ငန်နေဗျအချို့ရွာတွေမှာဆိုလို့ရှိရင်ဒီရေနဲ့တင်ကိုပဲစားချက်တဲ့အထီကိုလောက်ကြတယ်လို့သိရတယ်ဗျအိုက်အိုက်ဘက်အိုက်ဘက်သွားရင်ရှိရလားဟုတ်ပါပြီဒီလိုပါပဲအချို့ရွာပါဟောချီရွာဟောဒီရဟန်းလားဟောဒီရဟန်းလားဟောဟွန်းရဟန်းနာပွေးတော့ဘယ်လိုလဲဥတုံသလားဥတုံလားဟုတ်ဟွန်း ယဟန္တာဥတ္တရရဲ့ခြေတော်ရာလည်းတည်ရှိပါတယ်။အဲ့ဒီခြေတော်ရာဘက်ကိုတော့အခုချိန်ကသွားလို့မကောင်းသေးတဲ့အတွက်မသွားပြခဲ့ဘူးပေါ့နော်။နောက်ကောက်တွေရောက်လို့ရှိရင်တော့ကျွန်တော်တို့သွားရောက်လေပတ်ပြီးတော့တင်ဆက်ပေးပါမယ်ဗျ။အခုတော့ကျွန်တော်တို့ပင်းမြူဟောင်းကိုဆက်သွားခဲ့ကြပါတယ်ပင်းမြူဟောင်းဆက်သွားခဲ့တဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုတ်အနေနဲ့အစားဆုံးတင်ဆက်ပေးပြီးသားဖြစ်ပါတယ်မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော် channel လေးမှာဝင်ကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်တွေ့ကြမယ်ဘိုင်ဘိုင် wild.